ပြီးခဲ့တဲ့မတ်လ28ရက်နေ့နေ့လယ်ပိုင်းကမန္တလေးမြို့အနီးဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ Richter scale 9.9ပြင်းရရှိတဲ့ငလေးတန်းကြောင့်ဒေသအသီးသီးမှာအသက်အိုးအိမ်ပျက်စီးဆုံးရှုံးခဲ့ရတဲ့သူများအတွက်မတ်လ31ရက်နေ့မနက်ပိုင်းကရန်ကူရဲ့ဌာနလောင်းမှာရှိတဲ့ဝန်ထမ်းများမှလူအုံဆောင်နဲ့အစားအစာများအားဒုရီးယားအကျဉ်းထပ်မံတွားရောက်လှူဒါန်းခဲ့ကြပါတယ်။အခုလိုမျိုးငလင်ဘေးတန်းကြောင့်ဒေသအသီးသီးမှာရှိတဲ့အသက်အိုးအိမ်အလုံးစုံပျက်စီးဆုံးရှုံးခဲ့ရတဲ့သူများအတွက် စံရေတန်းကြက်ဥကြက်သွန်နီကြက်သွန်ပြူစတဲ့ငွေကြက်သိန်းပေါင်း900ဝန်းကျင်ရှိရဲ့လူအသုံးဆောင်တဲ့အစားအစာများကိုရန်ဂရုရဲ့ဌာနပွဲများဖြစ်ကြတဲ့ရန် Insurance EFD Unibay နဲ့ YDB F2 ရဲ့ဌာနမှဝန်ထမ်းများကဒုတိယအကြိမ်သွားရောက်လှူဒန်းခဲ့ကြပါတယ်။တနင်္ဂနွေလုံးငလင်ပေးတဲ့အကြောင်းတည်ဆုံးခဲ့ရသူစုစုပေါင်း1800ဦး၊ဒဏ်ရာရရှိသူစုစုပေါင်း3400ဦး၊ပျောက်ဆုံးနေသူ300ဦးထိရှိရလို့မက်စလာ30ရက်နေ့ထုတ်ပြန်မှုအရသိရပါတယ်။ အခုလိုမျိုးငလင်ဘေးဒဏ်ကြောင့်ဒေတာတည်တည်မှရှိတဲ့အသက်အိုးအိမ်အလုံးစုံပျက်စီးဆုံးရှုံးခဲ့ရတဲ့သူများဟာအများဆုံးပြန်လည်ထူထောင်နိုင်ရန်တပတ်တလမ်းမှပါဝင်ကူညီပေးရင်းဆုံးရှုံးမှုများယွန်နေပြီးတော့အသက်ဘေးအန္တရာယ်အများဆုံးကင်းဝေးကြပါစေလို့ရန်ကူမှစုမကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ